ဟိုနေ့က CV form ရိုက်တဲ့အခါမှာဒီလိုအဆက်ကလေးနဲ့ CV form ရိုက်တယ်နော်အဲတော့ CV form ရိုက်တဲ့အခါမှာဒါလေးက text setting သုံးမျိုး CV form ရိုက်တယ်အခုက text setting မသုံးမင်းနဲ့ဒါ table လေးကိုသုံးပြီး CV form လေးရိုက်ပြမယ်အဲတော့အခုလောလောဆယ်စာရွက်လေးအလုပ်တရရှိတိုင်းမယ်အဲတော့စာရွက်အလုပ်တရယူပြီးရင်ကိုကစာစာရိုက်ပြီးဆိုရင်ရိုက်မဲ့စာမှာထုံးစံအတိုင်းစာရွက်ရဲ့ size တွေကိုပြင်ပေးမှုလို့ရတယ် A4 ပြင်ပေးရမယ် ပြီးရင် orientation က portrait ဟိုရလားစစ်ပြီးမှုလို့ရတယ်။ margin က normal ဟိုရလားစစ်ပြီးရမယ်နော်။ဒါဆိုရင် normal ဖြစ်နေပေါ့။ပြီးတော့ detail ထဲမှာကိုကဘာလေးရိုက်ထည့်ပေးမလဲဆိုတော့ခေါင်းစဉ်အရင်စရရမယ်နော်။ CV form ဒါမြန်မာလိုဖြစ်နေတယ်။ CV form CV form ကအရှိရိုက်ထည့်လေရတယ်နော်။ computer site ကိုကတော့အတူပဲရိုက်ထည့်လိုက်မယ်။ CV form enter enter ရပြီးတော့ CV form မှာကျတော့သူက တိပဲပုံစံလူကျင်တာတိပဲပုံစံလူကျင်တာဆိုရင် insert တဲ့ကဒီမှာ table ပြီးတော့ရင် insert table နဲ့သွားလိုက်ရရတယ်နော် insert table နဲ့သွားပြီး column ဘယ်နှခုလောက်လူကျင်လဲ column က3ခုလောက်လူကျင်တယ်ဒါဆို column ကို3ပြီးရင်တော့တက်ပြီးခုံလိုက် row ကတော့ခုလူကျင်တဲ့စာထဲမဲ့အရေးအတွက်ပုံမူတည်ရပေါ့နော်ခုက row ကတော့ခုလောတော့ဆယ်ခုလောက်ယူလိုက် okay ပြီးရင်တော့ဒီနားလေးမှာဒီတိဘက်တစ်ခုတော့ဒီလိုဆက်လက်မှလိုက်ပြီးတော့ဒါကတော့မြန်မာမြန်မာ text ဖြစ်နေတယ်နော်အင်္ဂလိပ်စာရိုက်မယ်ဆိုတော့အင်္ဂလိပ်လိုပဲရိုက်ထည့်လိုက်နော်အဲဆိုရင်အင်္ဂလိပ်စာလေးရိုက်ထည့်လိုက်မယ် may ပြီးတော့ရင် w ခေါ်ပါပြန်အဆက်ကလေးထည့်ခြင်းဆက်ကလေးနှစ်ခုထည့်နော်အဲ့တော့ဒီမှာအကွက်ကိုအချင်းချင်းပြင်ပြီးလို့ရတယ်ဒါလေးမှာကိုလိုချင်တဲ့အချင်းချင်းအမိထားဒီ name ကတော့ဒါလေးကတော့အချင်းပဲပေါ့တိတိလေးပဲယူ name လိုလေးပြင်ပေးလိုက်လို့ရတယ်နော် တော့အဲ့လိုလေးပြင်ပေးပြီးသွားရင်တော့ဒီမှာ name ဆိုရင်နာမည်ရိုက်ထည့်မယ်ပေါ့နာမည်ရိုက်ထည့်မယ်ဆိုရင်ဒီနေရာလေးမှာကိုကစပြီးတော့ကြာဒီနေရာနေဆိုင်ရချင်တာမဟုတ်သေးဘူးเนาะနည်းနည်းလေးနေရာချားကျင်နေဆိုရင်တော့ဒီမှာ spacebar လေးတစ်ချက်တော့နေလိုက်เนาะ spacebar နေပြီးသွားရင်နာမည်ရိုက်ထည့်လိုက်မယ်အော်အော်ပြီးရင်တက်ပြီးခုံမယ်တက်ပြီးတော့အောက်ကွက်ရောက်သွားပြီ။ဒီအိမ်မှာဘာလေးထပ်ဖြစ်ပြီးလို့ဆိုရင် father's name အသစ်နေပင်တက်ပြီးခေါဆက်ကလေးပင်တက်ပြီးခေါပင်အပေါ်နဲ့ညီလို့တွေ့ space တစ်ချက်ချလိုက်နော်ဘူးတင်ဟာပင်တက်ပြီးခေါတက်ပြီးခေါပြီးတော့ NRC နံပါတ် NRC နံပါတ်ဒါတက်ပြီးခေါမဲ့ဆက်ကလေးသွားမယ်ဆက်ကလေးသွားပြီးရင်တော့ဒီမှာ NRC နံပါတ်လေးဖြစ်မယ်တက်ပြီးခေါမယ်ပြီးရင်တော့ဘာလေးရိုက်ထည့်လို့ရမယ်ဆိုတော့ S I N G A L E single ဒီမြင်စာ M E R R I E D merit ဒီစက်ကလေးသွားမယ်တက်ကီခွန်တက်ကီခွန်နော်ဒီသွားရင် qualification ပေါ့ E U E L I F I C A T I O N qualification D I O N qualification တက်ကီခွန်အဆက်ဒီကတော့တေဘယ်ထဲမှာလည်းရိုက်လို့ရလို့ပြောချင်တာနော် နောက်ထပ်တက်ပြီးခုံဒါဆိုရင်သူကနေရာနှစ်နေရာလောက်ချားကျင်လို့တက်ပြီးထပ်ခုံလိုက်ပေါ့နော်ပြီးသွားရင် other experience e x p e r i e n c e experience တက်ပြီးခုံအဲဒါမှဆိုရင်ကိုရေးကျင်တာလေးရိုက်ထည့်လို့ရတယ်နော်အဲဆိုရင်2 years experience ဆိုရင်2 years experience 2 years pay post နဲ့လေးပေါ့နော်အဲသူကပါဆိုစေးစေးနဲ့သွားတယ်ဆိုရင်လေစေး ပြီးရင် company နာမည်ပေါ့နော်အဲ့မှာ enter ခောက်လိုက် enter ခောက်ပြီးတော့ကိုကဘယ် company မှာလဲ company နာမည်ပြီးပါတခါရဲ့ထည့်မယ် ABC company other experience ပြီးရင်တက်ပြီးခေါ်မယ်နောက်ထပ်ဘာလေးထည့်ချင်တာလဲဆိုတော့သူကလိပ်စာပေါ့နော် address ကိုထည့်ချင်တာလေးရတော့ဒါလေးထပ်ထည့်လိုက် address address ရိုက်တဲ့ပြီးရင်လည်းအဲ့လိုပဲဒီမှာ set list ပြီးရင်ဒီဘက်မှာ address ထည့်မယ်နောက်ဒီအောက်ကကြတော့ contact address အတွက်နှစ်ကွက်လောက်ချန်ထားခဲ့မယ်နော်ပြီးရင် cndcd contact for dhome for တက်ဒီခေါ်ပြီးရင်တော့ဒါကဖုန်းနံပါတ်09ဆိုပြီးတော့နံပါတ်ဖြစ်နော်အဲ့လိုဖြစ်ပြီးသွားရင်တော့ဒီ cv form လေးကိုဆက်လက်မှတ်ပြီးရင်သူ့ကို site လေးပြင်ပေးမယ် size ကဒါဆို cv form ကိုကြီးကျင်နေဆိုရင်18လောက်ထားလိုက်အလဲထားလိုက်ပိုထားလိုက်နော်ပြီးရင်ဒါ table ပုံစံလုပ်ထားဖြစ်တဲ့အတွက်ဒီစာတွေအကုန်လုံးကိုဆက်လက်မှတ်ပြီးတော့အလဲကိုပိုလိုက် ကိုအလဲညှိခြင်းအလဲပေါ့အခုဒီဘက်ကစာဆိုရင်အလဲမညှိခြင်းဘူးဆိုရင်တော့ဒီစာလေးကိုကော်လံဟွက်ပြီးတော့ဘက်ဘက်ပဲညှိလိုက်နော်ကိုကြိုက်တူချလို့ရတယ်အဲ့တော့ဒီထိတ်ကစာဒီများတော့အဖြစ်ကတော့ထိတ်ဖက်ပဲညှိရဆို left ထားလိုက်နော်အညှိလိုခြင်းတယ်ဒါဆိုအမြင်လေးဒီလိုလေးပြင်ပြီးလိုက်လို့ရတယ်အဲ့တော့ဒီအမြင်လေးတွေရဲ့ဘာလဲဆိုအမြင်ရဲ့ပုံစံအဲ့ဆိုဒီအမြင်မှာဘလောက်ရှိတယ်ဆက်လက်မှတ်ပြီးတော့ table design လေးယောက်ထဲမှာကသူရဲ့အမြင့်ဒီ0.56ရှိရဲဆိုတော့ကျန်တဲ့ဟာတွေအကုန်လုံးကိုဆက်လက်မှတ်ပြီးတော့0.56စီပြင်ပေးလိုက်လို့ရတယ်အန်တက်ခါလို့ရတယ်နောက်ဒီစာလေးတွေဒီဒီအမြင့်အလဲလို့ခြင်းတဲ့အတွက် alignment ရဲ့ဒီအလဲစင်တာလေးကိုရွှေ့ပေးလိုက်လို့ရတယ်နော်အဲဒါဆိုရင်ဘက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 ်ရဲ့အလဲစင်တာပေါ့နော်အလဲစင်တာလေးကိုရွှေ့တကယ်လို့ကိုကဘယ်ဘက်ပဲယူခြင်းနဲ့ဆိုရင်တော့ဘယ်ဘက်ပဲသွားလိုက်နော်ဘယ်ဘက်ပဲသွားပြီးတော့ ဆက်လက်ဖြစ်ဒီစာလေးတွေဒီအနေအားလေးကိုကြာတော့ you center လို့ချင်း center သွားလိုက်နော်နောက်ဒီနာမည်နာမည်လေးတွေအကုန်လုံးကိုနည်းနည်းလေး size ကြီးမယ်ဆိုရင် home tab ထဲကဒီမှာ size ကို14လောက်ရွှေ့လိုက်ဒါဆိုရင်တော့ size ကို16လောက်ပြင်ထားရဆိုတော့ရလာပါပြီနော်ပြီးရင်တော့သူကဒီ table form မှာဒါလေးကိုဆက်လက်မှတ်ပြီး table ဘောင်လေးကိုကိုကဖြုတ်လိုက်လို့ရတယ်အဲ့ဒီအတွက်ဒီမှာ table design လို့၄ရောက်ရှိရဲ့နောက်ဆုံးက တော့ဗာလေးကိုယူပြရမယ်ဆိုရင် layout ကို design လုပ်ရင်မှာကြည့်ရအောင်အဲ့တော့အဲ့ဒီထဲမှာ table design table design ဒီမှာထောင်အဲ့လိုမှာနေဒါကတော့ကိုလိုချင်တဲ့ table ပုံစံလေးနော်အဲ့တော့သူ့ရဲ့ border ကိုသူကဗာလုပ်လိုက်လို့ရတယ်ဆိုဒီမှာ no border ထားလိုက်ပြီဒါဆိုရင်တော့ CV form လေး table ကိုတုံးပြီးတော့မှာ one page နဲ့သွားမယ်နော်100%နဲ့သွားမယ် table ကိုတုံးပြီးတော့ CV form လေးရိုက်ထားတဲ့ပုံစံလေးရသွားပါတယ်နော်အဲ့တော့ဒါက other experience မှာတွေ့တာအခွက်အချင်းအကျေကြောင့်ဖြစ်နေတယ်နော်ဒီဒါဆိုရင်သူ့ကိုဗာပြန်လုလိုက်လို့ရတယ်ဆိုရင် enter နှီးရင် enter ခောက်လိုက်ပေါ့နော်အဲ့လိုမျိုးလေးလိုက်ပြန်ပြီးလိုက်လို့ရတယ်အဲ့တော့100%ဒါလေးကတော့အဓိကက table ကိုသုံးပြီးတော့ CV form ရိုက်တဲ့ပုံစံမျိုးပြောချင်တာနော်အဲ့တော့ table ကိုသုံးပြီး CV form ရိုက်လေရိုက်ပြီးသွားရင်အဲ့ဒီ table ဘောင်ချုပ်လိုက်မယ်ဒါဆိုလည်းရပါတယ်နော်